မင်္ဂလာညချောင်းလူမြတ်တော်ရဲ့ညခင်ပိုင်းတင်ဆက်မှုကမင်္ဂလာရှိသောနေ့ရမှာမင်္ဂလာသတင်းစကားတွေပြောကြားကြရအောင်နိခုံကမြဝတီအတိုက်ခံရပါမြဝတီမြို့အဓိကမြို့ဆောင်တက်လို့ပြောတယ်စိမ့်လက်ညံကာဝင်းနာကနိခုံငါကိုလက်နက်ကြီးစေလုံးကြုံနဲ့ပြစ်ခတ်တိုက်ခိုက်တယ်လို့ကဲနေနေ PDF ပူအောင်တက်ဖွဲ့ကြီးကကျွန်တော် သိရပါတယ်အဲ့တော့သူ့နာကြောမှာလဲတန်ရာရီနဲ့နှစ်ခုငါးကိုယာပြီးနှစ်ခုငါးကောင်နေအကုန်ပြေးမြောက်ဝတီတဒါအောက်မှာခွေးလုံးနေခွေးလုံးစားဘဝကနေပြီးတော့ပြန်ပေးလိုက်ရတဲ့မြောက်ဝတီအယံမြောင်လင်းခဲ့ကြတဲ့မြောက်ဝတီဒီမြောက်ဝတီကနေလေပြည်ပူအောင်တက်ဒီတခါသိမ့်ပိုက်မှာလားဆိုရဲမျောလင်းတကြီးစောင့်ကြည့်မှုတွေရှိနေပ ဓာတ်တူမှာကြောက်ဖြူမှာလူတွေတေတာဘောလူဇာနဲ့တူပြီးတော့ဘောလူဇာနဲ့ကိုအပုံလိုက်မြေမြုပ်ရတဲ့တည်င်းပျော်စရာတော့မကောင်းပါဘူးဒါပေမဲ့ပြည်သူတရေလုံးကပျော်ဖို့ပျော်ပျော်ကြမဲ့တည်င်းဖြစ်နေတာတော့ထူးဆန်းနေပါတယ်ဖတ်စစ်တဲ့စစ်ခွေးတိုက်တေးရပါ ဘရူဇာနဲ့ကိုအပုံလိုက်မြုပ်နေရပါတယ်။အဲ့ဒီမှာအကောင်ကြီးကြီးအမီးရှိရှိဒုတိယဘုံမူကြီးတယင်းမူတကောင်လည်းပါတယ်လို့ကျွန်တော်တို့သိရပါတယ်။ယာရူကြီးယာရူငယ်တက်ကြက်အဆင့်တေဆုံးသူတွေကိုကြာဆုံးသူတွေကိုအစုလိုက်အပြုံလိုက်မြေမြုပ်ရပြီးတရဏဂုံတော်မတင်နိုင်ရက်လေစွန့်ကြွေတက်ပြောက်ဆုံးတော်မကန့်နိုင်တဲ့အခြေအနေမျိုးတွေရှိနေပါတယ်။ဒါတူမှာ ီနေ့မြန်မာညညရဲ့အစိုးရရဲ့တောင်ဝင်ရှိသူတွေကတော့အထွေထွေထိုးစစ်ကြီးထွေထွေထိုးစစ်ကြီးကိုတတွင်တွင်ပြောနေပါတယ်တကယ်တိုက်နိုင်ရင်တော့ကြိုဆိုရမယ်ကိစ္စပါလက်ရှိစစ်မြင်တာပြင်းနေအားလုံးမှာရခိုင်ရခိုင်အာခအိမ်မက်ရခိုင်အဖနိုင်ငံတော်ကရင်ကိုသူတွေနိုင်ငံတော်ကချင် state အစရှိတဲ့တိုင်းသားအီယာဦးတွေရဲ့တိုင်းသားနေမျိုးတွေကိုတစ်ဆက်သိမ့်ပိုက်နေတာကိုကျွန်တော်ကြည်ရင်အတွေးတစ်ခုဝင်လာပါတယ်ဗမာရီ ဗမာတပ်တွေညီညွတ်မှုဟာကျွန်တော်တို့တော်လန်ကြီးရဲ့ပန်းတိုင်လားလို့ကျွန်တော်စဉ်းစားမိတယ်။နောက်တစ်ချက်ကမင်းအွန်လိုင်းမင်းအွန်လိုင်းရန်ကုန်ပကံတော့ပါလေတောက်လျှောက်လိုက်ပါလေဒီအကြောင်းนี่ပြောနော်ဆိုတော့ဒရင်လေးအနေနဲ့ပြောပြီးမှဗမာရင်းညီမတော်လိုင်းရဲ့ပန်းတိုင်ရောက်ပြီဆိုတဲ့အချက်လေးကိုကျွန်တော် နည်းနည်းလေးပြောပြချင်ပါတယ်ဒုတိယပိုင်းပထမပိုင်းမှာတော့မြောက်ဒီခလိုက်ရနှစ်ခုငါမျိုးဆောင်တက်ကိုဒဲနဲ့လေးပူပေါင်းတက်ပြီးပြစ်ပါတယ်ဝေါ်လီကကနယ်လေးစကန်ကိုတိမ့်ပိုက်အပြီးမှာနှစ်ခုငါကနေလက်လက်ချင်းနဲ့လမ်းပြီးပြစ်ကူတာကိုတွေ့ရတယ်နောက်တစ်ချက်ကဝေါ်လီကနယ်လေးအဆရှိတယ်ပေါ့နော်ဒီဘင်းတော့ဒီစကန်တွေကခိုင်းနေစက်တလျှော့တိမ့်ပိုက်တဲ့စကန်တွေကထွက်ပြေးတဲ့သူတွေအားလုံးဟာ ။ထိုင်းနိုင်ငံတွေကိုဝင်ပြီးတယ်ပြီးတော့နစ်ခွန်ငါကိုပြန်ရောက်သွားတာကိုတွေ့ရမယ်။အဲ့ဒီနစ်ခွန်ငါတွေကစုပြီးတော့ကွန်ကရစ်ကိုစစ်ချောင်းထိုးဖို့စစ်ချောင်းထိုးဖို့ဆောင်ရွက်နေတာကြောင့်နစ်ခွန်ငါကိုစုံမမှာရမယ်ဆိုပြီးနစ်ခွန်ငါကိုလက်နက်ကြီး၁၀လုံးထပ်မင်းနဲ့ပြစ်ခတ်ခဲ့တော့တွေ့ရမယ်။အဲ့တော့ကျွန်တော်အရှိကပြောခဲ့တယ်လို့ပဲမြောက်ဒီဟာ ျွန်တော်မျှော်လင့်ချက်ထားခဲ့တဲ့နေရာတစ်ခုဖြစ်ပါတယ်။မြောက်ရီမြို့သိတိုက်ပွဲကြီးဆင်နွယ်နိုင်ငံဒီပထမတစ်ချိန်လုံးကတောင်းတပြားပြားအုပ်အုပ်တောင်းရင်ကြိုးစုကြပါတယ်။တသိန်းဝန်းကြီးများထက်လောက်အောင်မြောက်ဦးဒီကိုရရင်တော့ကွာဆိုတာမျိုးပေါ့။ဒါပေမဲ့မှန်းချက်နဲ့နှံ့ထွက်မကိုက်တယ်လို့အကြောင်းမျိုးမျိုးကြောင့်မြောက်ဦးဒီမြို့ကိုပြန်ဆုတ်လိုက်ပါတယ်။မြောက်ဦးမျိုးကလည်းပြန်ဆုတ်လိုက်ဒီဒီရှိမှာတော့ရေဆက်ခန်းတွေတက်မှာ၆ထက်မှာ9တကြောလုံးကိုတိမ့်ပိုက်နေပြီ မြောင်ဒီကိုတိမ်ပိုက်မလားဒိုးစစ်စင်လားဆိုရဲမိကွန်းပြည်သူတရလုံးကမိမှုအစင်သစ်ဖြစ်နေတာကိုကျွန်တော်တို့နှလုံးသားလေးကိုလှမ်းမြင်နေရအဲ့ဒီမှာနောက်တစ်ချက်ကနောက်တစ်ချက်ကတမဟာတဲနေတဲနေကိုကဲနေလေတမဟာခုနှစ်ခုလုံးတိုက်ပွဲတွေတက်ဆက်ဖြစ်နေတာဟာတော့အရန်တူးကြတဲ့အခြေအနေကိုကျွန်တော်တို့မြင်ရပါတယ် တော့တမတစ်ကနေတမခွန်စုံလုံးတာသောစီဝင်ဖက်စစ်တဟာကော့ကန်ကားပါပြီငွေတွေမှာပြိုလူလူပြစ်နေတဲ့ဖက်စစ်တဟာကဲနီဟူတိုင်းတော်တော်လိုက်တက်တွေမှာတတ်တန်းအရှင်းဆုံးသောအင်အားအကောင်းဆုံးသောကဲနီဟူကဲနီလေ KNDO PDF ပူပေါင်းတက်တွေမွန်တက်တွေနေပါပေါင်းပြီး ဂျိုးမကိုချီးကပ်လာနိုင်လို့ယိုးမက PDF တွေနဲ့ထပ်ပေါင်းနိုင်ရင်ဘကိုးနေပြီးတော့ရန်ကုန်ဆိုတဲ့ခရီးဟာတိတ်မဝေးလာပါဘူးအဲ့တော့လူမြတ်ကျော်မင်းကတိုက်တော့မလားတိုက်ချင်တာတပိုင်းကိုသိနေတာပဲမနေ့ကမင်းအွန်လိုင်းပကံကိုလာပါတယ်နှစ်နာရီ15မိနစ်မှလေးစိုက်ပါတယ် husky စိုက်ပါမိသားစုလုံးပါပါတယ် မင်းတို့ဖះမှာကောင်းစေးတယ်ထီးတော်တင်တယ်လို့လည်းအကြံမြင့်သိတာရပြီတရင်ငိုင်းနဲ့မတင်းနဲ့အင်အားနဲ့ခုနမိုင်ပတ်လေလုံးလုံးကြီးချတာပါတယ်ကျွန်တော်တို့တော်လိုင်းရေးတက်တွေနဲ့တရဇက်မင်းအောင်လိုင်ကိုတိုက်ခိုက်နိုင်ဖို့ကြိုးစားပါတယ်တညာလုံးညီပါကျွန်တော်တို့နှစ်နာရီသုံးနာရီထိပေါ့ဗျာတရဇက်ညှိနှိုင်းကြိုးစားမှုတွေဆူဆိုက်ဒုံးနဲ့ပြစ်မလားဂျမာကားကြီးတစည်းပါပါတယ်အဖြူရောင်ဆူဆိုက်ဒုံးဝင်လို့မရနိုင်ဘူး ်အကွန်ဝေးဧရိယာကိုကြည့်တော့ညောင်ဦးမြို့မကန်ညောင်ဦးတပတ်လေပထမတစည်း3မိုင်တတိယဒုတိယတစည်း2မိုင်5မိုင်နောက်ဆုံးကင်းမုံ2မိုင်9မိုင်ပတ်လေကိုအကုန်ပိတ်ဆို့ထားပြီအဘူလိုက်ရှာဒုံးဖြတ်ကားတစည်းပါတယ်လို့လည်းအကြမ်းမြင်တိထားရပြီတရင်3ရင်းအင်အားနဲ့လုံကြုံရေးအပြင်းထန်ခြားလာတော့ကိုတွေ့ရဒါကြောင့်မို့ကျွန်တော်တို့တော်လိုင်းရေးတက်တွေရဲ့အားနဲ့ရန်သူကိုထိုးစစ်ဆင်နေနေရပါအဓိကအားအနေဆုံးတစ်ချက်ကိုကျွန်တော်အဲ့ဒီမနေ့က မရှင်ကြီးမှာကျွန်တော်တွေ့လိုက်ရတယ်။ဘာလဲဆိုတော့120မမလက်နက်ကြီးတွေနဲ့ကြီးစံပါ။ကြီးစံလိုအပ်ချက်နဲ့120မမလက်နက်ကြီးတွေလိုအပ်ချက်ဟာအင်မတန်တာသွားနေပါတယ်။မြို့သိမ်းတိုက်ပွဲဆင်နွှဲဖို့မြို့သိမ်းဖို့ပိတ်ဆို့ထားတဲ့လက်ရှိတပ်ပေါင်း3တပ်ထဲမှနေရှိပါတယ်။ဒါပေမဲ့ပြစ်အားနဲ့လက်နက်ကြီးပြစ်ကူအားမရှိတဲ့အခါကျတော့မောင်းပြန် rifle နဲ့တပ်သိမ်းရတဲ့ကျွန်တော်တို့တော်လိုင်းကြီးတပ်သားတွေညီငယ်တွေဟာအထိနာရပါတယ်။ ဲ့တော့လက်နက်ကြီးနဲ့အရင်ပစ်ကူပစ်ကာကာရင်နဲ့မြို့ကိုတတ်သိမ်းနိုင်ရင်ဒီတပတ်အတွင်းမြို့သုံးမြို့အနိုင်ဆုံးသိမ်းနိုင်တယ်လို့ကျွန်တော်ကောင်းကောင်းအာမခံခဲ့ပါတယ်။အဲဆိုတော့မင်းအောင်လိုက်လာတဲ့ညောင်ဦးတကြောကို120မမနဲ့ပစ်ဖို့စူးစမ်းကြပါတယ်။ဒါပေမဲ့120မမကအဆင်သင့်ရှိမနေဘူး။အကွာအဝေးကလည်း120မမပစ်မှတိုက်ခတ်နိုင်လိုက်နိုင်မယ့်အနေအထားမျိုး ျော့လိုက်ဒုံးတွေနဲ့ပြစ်ကြမလားဆိုရင်တိုင်မြင်ကြပြန်တော့ကျော့လိုက်ဒုံးဝင်ဖို့အပူတိုင်းရှာဒုံးဖြတ်ယင်နှစ်စီးဒစီးပါတယ်ဆိုတာကြောင့်ကျော့လိုက်ဒုံးကလည်းအစင်သိမ့်မဖြစ်တာတကြောင်ပေါ့နောက်တစ်ချက်က suicide drone ပေါ့နော် suicide drone နဲ့ပတ်သက်ပြီးပြစ်မယ်ဆိုတော့ဂျမ်ဘာကပါတယ်နောက်အထူးတက်တွေဝင်ဖို့စူးစမ်းပါ ဒါဟာဘယ်တရင်ဌာနမှာမှမရှိရဲ့မြေပြင်စီရီတရင်မှာကျွန်တော်ကိုယ်တိုင်ထိဆက်ချိတ်ဆက်ပြီးတော့ဆောင်ရွက်ခဲ့တယ်လို့အချမ်းကြီးပြောလို့ရပါတယ်အဲ့တော့ပြောချင်တာကဒါပေမဲ့တောင်တာမှာပိတ်ထားတဲ့အတွက်အညာတက်ဒီတွေကအထူးကမန်ဒိုတက်နေတက်ဖို့ကြိုးစားလို့မရခဲ့ပါအဲ့တော့အခုတော့မရောက်နိုင်ပြန်သွားပြီထင်ပါတယ်ဗောနော်ရန်ကုန်ကနေဗကံညာဥကိုတိုက်ရိုက် လာခဲ့တာလို့ကျွန်တော်တို့တည်နေတိတိကျကျရလို့ပြည်ထောင်နယ်ဆစ်စင်ရေးဆောင်ရွက်ဖို့စ조사ခဲ့ကြတယ်ဆိုတော့လူလူကိုအသိပေးချင်တာပါလက်တွေ့မြေပြင်မှာအထူးအရေးကြီးပြစ်မှတ်တွေအထူးအရေးကြီးမစ်ရှင်တွေပေါ်ဆောင်ဖို့တချို့တွေစိတ်ဝင်စားကြပါဘူးတချို့တွေရောင်းတော့ပြန်ရောလွတ်ပြီးတော်လိုင်းရူအာသာဖြစ်နေတာကိုကြည်ရင်မနေ့ကကျွန်တော်စိတ်ထဲမှာတော်တော်လေးကိုထိခိုက်ရပ ဒီဘက်မှာအရေးကြီးပြစ်မှတ်တွေနဲ့အရေးကြီးမစ်ရှင်တွေပေါ်သွားမှုအသေးအတန်လုံမှန်စူးစမ်းနေချိန်မှာတထုတွေကဇွန်းပေါ်တက်လိုက်တွင်ပြီးလူကြားကောင်းအောင်ပြောနေတာမျိုးကိုကျွန်တော်တို့ညင်ရတယ်ပေါ့နော်အဲ့တော့အဲ့လူတွေကိုမင်းကအပြစ်ပြောတာလားအပြစ်မပြောပါဘူးဒါပေမဲ့ DR ပေါ်မှာအာယုံရောက်ပြီးတော့တကယ်တိုက်ခိုက်ရေးတကယ်စစ်အနိုင်တိုက်ရေးတကယ်အရေးကြီးပြစ်မှတ်များဖို့တိုက်ခိုက်ရေးကိစ္စတွေမှာပေါ့နော်အင်မတန်အားနေသွားပြီးပြည်သူလူထုဟာ သတင်းစားသုံးမှုသတင်းရယူမှုဟာဒီဆိုရှယ်စာမျက်နှာကပဲတဆင့်ရယူနေရတဲ့အခါကြအဲ့ဒီတချို့တော့မလိုလားအပ်တဲ့ဒီ live တွေ zoom live တွေကြောင့်ပေါ့နော်အရေးကြီးသတင်းတွေအရေးကြီး mission တွေအရေးကြီးကိစ္စတွေအရေးကြီး tolerance သတင်းတွေဖုံးလွှမ်းပြောက်ကွယ်သွားတာမျိုးကိုလည်းတွေ့ရတယ်လို့အာယုံစိုက်မှုအမားကိုလည်းရရှိသေးပါတယ် ဲ့တော့ကျွန်တော်တို့မလိုအပ်ရင်ကျွန်တော်ဗီဒီယိုတက်ကိုမပြောပါဘူးဖြစ်နိုင် Facebook တော့ကျွန်တော်တောင်းတော့မတင်ဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရရတဲ့အချိန်မှာတိတိမိမိပြောကြမယ်ဘူးနော်အားဆိုင်ပြီးပြောကြအားဆိုင်လုံးကြမင်းအွန်လိုင်းကိုဘာကြောင့်တိုက်ခိုက်ဖို့ကြိုးစားတာလဲမင်းအွန်လိုင်းကပုတ်ကူပုတ်ကူအရေးမကြီးပါဘူးလူပုတ်ကူတော့တော့ပေမဲ့အာနာ၃ရက်လို့ကင်နာနိုင်လေစစ်ခေါင်းဆောင်ကိုတိုက်ခိုက်နိုင်ခြင်းအဖြစ်စစ်တပ်တစ်ခုလုံး စိုက်ကိုတောင်းသွားနိုင်စိတ်တက်ကြပြုတ်လဲပြက်စီးသွားနိုင်မဲ့မစ်ရှင်မျိုးတွေကိုပေါ်ဆောင်ဖို့ကျွန်တော်တို့အားလုံးကြိုးစားကြပါတယ်ထို့သောလက်ရှိလက်နက်ကြီးကိစ္စမပြည့်စုံမှုမြေပြင်မှာအဆင်သင့်မဖြစ်မှုဘိုးကုကဲမှုအမိတ်ပေးစနစ်မပေါ်ဆောင်နိုင်မှုဒါတွေကြောင့်တချို့ကိစ္စတွေအခွင့်အရေးအများကြီးလက်လို့ဆုံးရှုံးရတာကိုတွေ့ရပါတယ်ဒါကြောင့်မို့ခိုင်ခိုင်မာမာ တခုတည်းသောအာယုံစိုက်မှုကစစ်အနိုင်တိုက်ရင်းနဲ့ဗစစ်တပ်ကိုဖြိုချအမြင့်ဖြက်ကြီးဖြစ်တယ်ဆိုတာကိုမမိသိကြပါဘူးတဖက်မှာရမုံဝင်ဒီရှာနေရတယ်တဖက်မှာပတ်စံနေအလူခံနေရတယ်တဖက်မှာလည်းစစ်လည်းတိုက်ရတယ်တဖက်မှာတနတ်တီလိုနေတဖက်မှာကြီးစံနေလိုနေတဖက်မှာလက်နဲ့ကြီးလိုနေတယ်အဲ့လိုလိုအပ်ချက်တွေအားလုံးကိုစနစ်တကျစစ်စစ်ပြီးဘ ਹੁ ကုတ်ကဲမှုဘ ਹੁ စစ်ကော်မရှင်လိုဟာမျိုးကြီးက ဖွဲ့စည်းစုစည်းကစီမံကုတ်ကဲလို့မရဘူးလားဆိုတဲ့အတွင်းမျိုး ကျွန်တော်ခဏခဏတွေးမိပါတယ်ဗျာနော်အဲ့တော့အဲပြောချင်တာကလေကျွန်တော်တို့ကလက်ရှိလောက်ပိုင်ခွင့်နေတာဝန်နေရှိနေတဲ့သူတွေမဟုတ်ဘူးကျွန်တော်တို့ကကျွန်တော်တို့ရဲ့နိုင်ငံရေးတွေးခေါ်ကျွန်တော်တို့ရဲ့သဘောတရားကျွန်တော်တို့ရဲ့တော်လှန်ရေးတွေးခေါ်ကျွန်တော်တို့မြေပြင်ကအရရှိတဲ့တရင်စကားနဲ့ခွန်အားတွေဖြစ်စေအောင်ကျွန်တော်ကပြည်သူလူထုနဲ့တော်လှန်ရေးရဲဘော်နိုင်ငံရေးသမားအားလုံးကြားတဲ့ကိုပေါင်းကူးပေးတဲ့ဒီဒီဒီပေါ့နော် မော်ထရစ်တာလို့ပဲပြောမလားစပီကာပဲပြောမလားပေါ့ဗျာနော်အဲ့လိုပေါ့ပြောတဲ့သူတယောက်အနေနဲ့ဒါကျွန်တော်ရက်တည်နေတာဖြစ်တယ်တကယ်စစ်ရှင်ရေးဒီမှာကျွန်တော်ပါဝင်ဆောင်ရွက်ဖို့အဲကျွန်တော်အားစိုက်စူးစမ်းတာတွေလည်းရှိတယ်တိုးတော့ကျွန်တော်ဘလူးကော်မှာမပြောဘူးဘာကူမှမပြောဘူးတကယ်လုံနေတဲ့လူတွေကျွန်တော်တို့ချင်းချင်းလုံနေတဲ့လူတွေသိတယ်ဒါမှမဟုတ်ကျွန်တော်တို့လုံပိုင်ခွင့်တောင်းဝင်နေမရှိတဲ့ခါကျကျွန်တော်တို့စုံဖြတ်ချက်ကို like count တယ်ပို့ဖို့အဲကျွန်တော်တို့စုံဖြတ်ချက်တိုင်း like ပြီးတော့အကောင့်တွေပို့နိုင်ဖို့မလွယ်တာလည်းကျွန်တော်တွေ့ရပါတယ်ဒါကြောင့်မို့ကျွန်တော်တခုခုတော့စဉ်းစားနေပါတယ်ဗောနော ဘာတွေလုပ်မလဲဘာဆက်လုပ်မလဲဘိုးစေးကော်မရှင်ကြီးကိုတိုင်းသားရောက်ပြီးဗမာတက်တွေစုစည်းပါဝင်လို့မရဘူးလားညီနောင်သုံးပေါ်လေးစုလိုက်တာတော့ဗျာခမရမင်းအောင်လိုက်ဖေဆလောင်းလံပြုတ်ကြပြုတ်ကြလို့မတက်ဖြစ်သေးတာဗျာတိုင်းသားရောက်ပြီးတဲ့ AMNDA KIA KNU တိုင်းသားတက်တွေစုဗမာတက်တွေစုချိန်ပေါင်းလို့တော့ခမရတလမကြဘူးဟဲ့လူကြီးဒါဘို့ဘာလို့လို့ကိုကတ်ခဲနေတာလဲလေ အဖြေထုတ်ပေးပါဦးကောမန့်ရေးပြပါဦးဝိုင်းစဉ်းစားပေးကြပါဦးဘာရီကဖုံးကွယ်နေတာလေအဲ့တော့ရခိုင်ကရခိုင်လိုရခိုင်ကစစ်ကိုစစ်နဲ့တူအောင်တိုက်နေပြီကရင်ကတော့ကရင်ကတော့နေဆက်တလျှောက်တိုက်လာပြီရခိုင်လိုပဲဘင်္ဂလားဒေ့ကိုထွက်ထွက်ပြေးကြတယ်ကရင်မှာတော့ထိုင်းကိုထွက်ထွက်ပြေးကြတယ်တောက်ဖြူမှာတရင်မှုတရင်မှုအပေါင်းအလောင်းတွေအပုံလိုက်အပုံလိုက်ဘလူဇာနဲ့မြုပ်နေရတဲ့အခြေအနေကျွန်တော်တို့ကြားနေရပါ ောက်ပြူကတော့ဆေးရရအေးတာမှုအင်မတန်အားကောင်းတဲ့အခြေအနေမျိုးကိုတွေ့ရပါတယ်။ဒါမဲ့အာရကတက်တော့အေးရဒီအချိန်မှာထိုးစစ်ကိုခဏရက်ထားပါတယ်။အကြောင်းရှိလို့ပါ။ဘာကြောင့်လဲမမေးပါနဲ့။နော်။အခုလက်ရှိထိုးစစ်ဆင်နေတာကတော့မြညာခရိုင်တရင်စေရင်နဲ့ပကပ6မြို့နဲ့အညာကိုမြင့်သောအညာစစ်စီအလဲပိုင်းထိုးစစ်ကြီးဝင်နေတယ်လို့ကရင်ပြည်နယ်တောင်ပိုင်းထိုးစစ်ကြီးကလည်းမြန်မြန်ဆန်ဆန်ဖြစ်နေတာကိုတွေ့ရတယ်။ နောက်တစ်ခါဒီနေ့ဗီဒီယိုဖိုင် define တွေ့လိုက်တယ်ဘလူးတက်ခြင်းတယ်ဘလူးစစ်ကြောင်းဆိုတဲ့ကောင်းနေဝိုင်းရမောက်နောက်ပြန်လက်ကျိုးတုတ်ပြီးစစ်မင်းနေတဲ့ဗီဒီယိုကလစ်တစ်ခုရေ piano ကရဲဘော်လေးယောက်ကိုနောက်ကျော်ပေးကမ်းပြီးပြတဲ့ဗီဒီယိုနှစ်ခုရေကျွန်တော်တွေ့လိုက်တယ်ဒီနှစ်ခုမှာတစ်ခုကတော့ဘလူးစစ်ကြောင်းဆိုတဲ့ကောင်းတွေကိုပြည်သူ့ကာကွယ်ရေးတပ်တွေကပယ်ပယ်နေတယ် BOD စစ်ကြောင်းလို့ကျွန်တော်တို့သိရတယ် BOP စစ်ကြောင်း ဒါဗီဒီယိုအဟောင်းဖြစ်နိုင်တယ်ပေါ့အသိမဟုတ်ဘူးကျွန်တော်သိတယ်ကျွန်တော်တို့ငိုတွေကရရှိလာတဲ့တရင်တွေဖြစ်တယ်ဒါပေမဲ့တက်ဆိုင်ရာတက်ကမထုတ်ပြန်တဲ့အတွက်ကျွန်တော်မပြောတာဘလူးစစ်ကြောင်းမှုဆိုတဲ့ကောင်ကိုယ်တိုင်ဘာဖြစ်သွားလဲဆိုတာတို့တက်တယ်ကတို့သိတယ်ပြောချင်တာကဒေါ်လာရင်းတက်တွေဟာအာဂျိုးမတက်အန်ချိတ်ကြိုးစားတိုက်ခိုက်တိုက်ပွဲဝင်နေတယ်ကျွန်တော်တို့ဒီဘက်ကလူတွေကျွန်တော်တို့ကအပါဝင်အားလုံးတောက်ချင်ပြီလားဒေါ်လာရင်းကိုတကယ်အာရုံစိုက်နေလားဒေါ်လာရင်းကိုဒေါ်လာရင်းနဲ့တူအောင်လုပ်နေသလား ဒါတွေကျွန်တော်တို့အများကြီးအဲကျွန်တော်စဉ်းစားရမယ်ပေါ့နော်ကျွန်တော်တို့ကိုကိုကိုလည်းကျွန်တော်တို့စဉ်းစားရမယ်တုံတက်ရမယ်ဝေဖန်ရမယ်ငါဒီဒေါ်လာကြီးမှာဘယ်လိုပါဝင်နေလဲငါဒီဒေါ်လာကြီးအောင်ပွဲရဖို့အတွက်ငါဘယ်အခန့်ခဏကပါဝင်နေလဲအဲ့ဒါဟာဒေါ်လာရေးလုံနေပါတယ်ဆိုတော့သူအားလုံးမေးရမယ်ကိုကိုကိုမေးရမယ်မေးခွန်းပါဆိုလိုတာကကျွန်တော်တို့လုတ်ချင်အောင်ဆောင်နေလို့မရတော့ဘူးဆိုတော့သတင်းစကားပါချင်တာပါတကယ်ပြူချတော့မှာ ။ဒါမဲ့ဇူလိုင်လဇူလိုင်လကနေဒီဇင်ဘာအတွင်းမှာထူးခြားတဲ့တော်လိုင်းဆိုင်ရာရလက်ကြီးတစ်ခုရဖို့ရမှာဖြစ်ပါလိမ့်မယ်။မရရင်ဘတ်စစ်တပ်ဟာရွေးကောက်ပွဲလုပ်သွားနိုင်ပြီးအခြေအနေတွေကကောင်းငယ်ဝိတ်ကွိတ်သွားနိုင်တဲ့အခြေအနေမျိုးတွေဒီကျွန်တော်တို့မြင်ရပါတယ်။ဒါ့ပေမဲ့စစ်တပ်လုပ်တဲ့ရွေးကောက်ပွဲမှန်သမျှဟာ ဘယ်တော့မှမယုံကြည်ရသလိုစစ်တပ်လုပ်တဲ့ရွေးကောက်ပွဲမှန်သမျှဟာလူမှုတရားဝင်မှုဘယ်တော့မှမပေးခဲ့ပါဘူးဟိုးတဲ့ရွေးကောက်ပွဲအဆရှိတဲ့ရွေးကောက်ပွဲအသီးသီးကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်နော်ဒါပေမဲ့စစ်တပ်ဟာတော့ဇွတ်လုံးမှာဖြစ်ပါတယ်မင်းအောင်လိုင်ကဒီရွေးကောက်ပွဲကိုလုပ်ပြီးသူတမရလုပ်ကိုလုပ်မှာပါသူကတမရယူယူနေတဲ့ကောက်ပါတမရလုပ်မဲ့မင်းအောင်လိုင်ဒါကပုတ်ကူသဘော policy ဆိုင်ရာအရွေးအရာကြည့်မယ်ဆိုရင်ရွေးကောက်ပွဲသာတကယ်ဖြစ်သွားရင်တော်လိုင်းနိုင်ငံကြီးအရာကျွန်တော်တို့ကြီးမားတဲ့နစ်နာမှုတွေရှိလာနိုင်ပါတယ်တရားဝင်မှုနဲ့နိုင်ငံလုံးဆိုင်ရာရွေးကောက်ပွဲတရက်ကိုလုံးဝစစ်တပ်ကိုလုတ်ခွင့်ပြုလို့မရပါဘူးလုတ်ခွင့်ပြုလို့မရပါဘူးဆိုတဲ့နေရာမှာရွေးကောက်ပွဲကိုဖျက်ဆီးတာလို့ရွေးကောက်ပွဲကို ဘာလောက်တာလို့ညာလောက်တာလို့ဆိုတာထက်ရွေးကောက်ပွဲကိုနံပါတ်1လူလူကအတိမမတ်မပြုတ်ခြင်းကိုပေါ်လွင်အောင်ကြိုးစားရမှာနံပါတ်2ရွေးကောက်ပွဲဖြစ်စေရန်စီမံဆောင်ရွက်သောတောက်တိုင်မှန်သမျှကစ်တံခတ်ရှင်းလင်းရမှာနံပါတ်3စစ်တပ်ရဲ့အရေးကြီးပြစ်မှတ်များစစ်ဘိုလ်ချုပ်တို့ရဲ့အရေးကြီးပြစ်မှတ်များကိုအာယုံဆိုင်ကအထူးလှူရှားတပ်ဖွဲ့များဖြင့်ဆောင်ရွက်ရမှာနံပါတ်4လေတဲ့တိုက်ခတ်ရေးကိုလေတဲ့တိုက်ခတ်ရေးအတွက်အထူးကွန်မန်ဒိုတပ်များဖြင့်ပြင်းပြင်းထန်ထန်တရဆတ်တိုက်ခတ်ရမှာ ဒီလုပ်ငန်းစဉ်၄ရက်အဟံချက်ညီရင်တော့ဘတ်စစ်တက်ဟာဒီဇင်ဘာမရောက်ခင်မှာအဖြစ်တခုထွက်ပါတော်လန်ကြီးရဲ့ရလက်အဖြစ်တခုဟာဒီဇင်ဘာလို့ကျွန်တော်မှန်းလို့ရပါတယ်အဲ့တော့နေကင်းက live မှာတော်လန်ကြီးကဘလောက်ကြာမှလဲကိုမြတ်ကျော်ရေးလို့မေးကြပါတယ်၄နှစ်လား၅နှစ်လား၁၀နှစ်လား၁၅နှစ်လားတော်လန်ကြီးနိုင်ငံကြီးဆိုတာမျက်စိတမိတ်လက်တပြတ်အတွင်းလဲပြောင်းလဲသွားနိုင်ပါတယ်ဒါကြောင့်အားလုံးကိုတူကိုတာတအူးချင်းအတိနဲ့စူးစမ်းကြဖို့ ကျွန်တော်တိုက်တွန်းပါတယ်ကျွန်တော်ကိုမကြိုက်လို့ရပါတယ်ဆဲလို့လည်းရပါတယ်ဒါပေမဲ့တော်လိုင်းကြီးလုံနေရင်ကျင်းရပါတယ်လုံချင်အောင်စောင့်မနေပဲအာသာမဖြေပဲနှမ်းတစည်းလောက်လုံနေရင်ဒီတော်လိုင်းကြီးဟာလူတစ်တန်းပါရင်နှမ်းစည်းတစ်တန်းလူနှစ်တန်းပါရင်နှမ်းစည်းနှစ်တန်းလူတန်းသုံးတန်းပါရင်နှမ်းစည်းသုံးတန်းလူဆယ်တန်းပါရင်နှမ်းစည်းဆယ်တန်းနဲ့ဒီဆယ်တန်းလုံးရဲ့အင်အားဟာ ဒီဘက်စစ်တပ်ကိုမနိုင်စရာအကြောင်းမရှိပါဘူးအဲ့တော့ကျွန်တော်တို့ကုကုကူပြန်မေးရမယ့်ကိစ္စကတကယ်ကိုစိတ်ရောကိုယ်ရောနှစ်ပြီးအားကျိုးမှန်တက်လုံနေကြသလားစိတ်ကူပါမှထောက်ပြီးကမ်ပိန်းလေးရှိမှထပြောတာမျိုးလားအရေးကြီးလို့ပါနော်ဆိုတော့မနေ့ကမင်းအောင်လိုင်းပကံကိစ္စကိုကျွန်တော်တို့ တော်တော်မချိတကယ်ဖြစ်ရင်လည်းလိုအပ်ချက်တွေကိုတွေးလိုက်ရတယ်ဗျာသင်ခန်းစာကိုနောက်တစ်ပွဲပေါ့ကွာအဲ့တော့ဒီကနေ့လေဒီမြင်းကြံ sorry ဒီဗကံပတ်လေပေါ့နော်မြင်းကြံတောင်းတာနှထိုးကြီးရေးပြအကုန်လုံးပေါ့ဒီဒီကိုပိတ်မယ်လို့ကျွန်တော်သိရပါတယ်အဲ့တော့တမတရားတက်ကနေပြီးတော့ဂျင်နန်အစင်60မိုင်းရှင်းဖို့အရှိကဘတ်ဟိုးပါတယ်ရုရှားကပညာရှင်တွေလည်းပါတယ် ီကပ္ပစာများကိုပို့မယ်ဆိုပြီးထွက်ခွာနေတယ်ပေါ့နော်ပေါ့မှာရှိတဲ့ကပ္ပစာတွေဘက်ကိုမြိုင်ဘက်ကိုဥတည်နေတယ်အဲ့တော့ရေပြာပေါက်ရေပြာမှာဒီစစ်တပ်ရဲ့ရှေ့ပြင်းအင်အား200ခြေလင်းစစ်ကြောင်းသွားနေပါတယ်ဒါကြောင့်မို့ဒီကျွန်တော်တို့ပေါက်မြိုင်အဲတကြောကတက်တွေအလုံးဂယူဆိုင်ကြဖို့တိုက်ခိုက်နိုင်ရင်လဲကြားဖြတ်တိုက်ခိုက်ကြဖို့တိုက်ခိုက်နိုင်လိမ့်မယ်လို့လည်းယူဆပြီးကျွန်တော်ဒီသတင်းစကားကိုပြောတာပါအဲ့တော့ဒါကနောက်ဆုံးတော်လန်သတင်းစကားတွေဖြစ်တယ်လို့ ဗမာတပ်တွေညညွကြရင်ပန်းနိုင်ဟာအနည်းလေးပဲဆိုတော့ကျွန်တော်ပြောပြချင်ပါတယ်ကျွန်တော်ဗမာပြည်မှဗမာအလဲပိုင်းအလဲပိုင်းဗမာဒေသဗမာတိုင်းများပေါ့ဗျာနော်ဗမာတိုင်းများမှာရှိတဲ့တော်လိုက်တက်တွေညညွပြီလားညညွတဲ့နေရာတွေညညွကုန်မညီတဲ့နေရာလည်းမညီသေးဘူးအဲ့တော့ဘယ်လိုစုကြမလဲဗမာတက်တွေညီရင် တော်လင်းရပြီးပါပြီးသွားပါဗမာတက်တွေညီကြပါတိုင်းသားရောက်ဖြစ်တဲ့ရက်ခိုင်ညီနေပါပြီကရင်ညီနေပါပြီကချင်ညီနေပါပြီမွန်ပေါင်းုံကြပါပြီဗမာတွေညီကြညွတ်ကြပေါင်းကြတော့ညီညွတ်တော့ဗမာအင်အားစုအခြားတိုင်းသားအင်အားစုတွေပေါက်လိုက်ရင်ဗမာပြည်မှာမင်းအောင်လိုင်းဆိုတဲ့စစ်အာဏာရှင်ကအမုံအမွားအဆင့်ကိုရောက်ပြီးလေနဲ့ဖူးသူမှုတ်ထုတ်ရင်တော့ ပြိုကျပျက်စီးသွားမှာပါလို့ပဲတုတ်တူနဲ့လိုရင်းပြောရင်ညီနောင်သုံးဘွဲ့လိုသုံးဘွဲ့ပဲစုတဲ့သုံးတပ်ကိုတော့စစ်တပ်ဟာညီညူရေးကိုအရန်ကြောက်ပါတယ်အရန်ကြောက်ပါတယ်တိုင်းသားရော်တွေကလည်းကိုနေမြေကိုတိုက်ရေးကိုကိုနေမြေကိုပြန်ရကိုနေမြေကိုပြန်အုပ်ချုပ်ဆိုတဲ့အယူအဆတွေတချို့တပ်တွေမှာရှိပါတယ်တချို့ မရှိတဲ့တက်တွေလည်းမရှိပဲပြည်တော်စုကိုမျက်နှာမူနေတဲ့တက်တွေရှိတယ်တော်တော်များများတချို့တက်တွေကတော့ငါနိုင်မင်းကအရင်ပြန်တိုက်သိမ်းပြီးတကာလဇန်နဝါရီနောက်မှဆက်စင်းစားဆိုတဲ့အယူဆဇွဲအမျိုးသားရေးအစွဲဒါလည်းအပြစ်လို့တော့မဆိုနိုင်ပေမဲ့ကိုနိုင်မင်းကိုပြန်တိုက်ပြီးတကာလကွက်ကိုတိမ်ကွက်ကိုအုပ်ချုပ်ပြီးရင်လေမြို့ပြကြီးတွေပဲရမှာဖြစ်တယ်လို့ကာလတစ်ခုမှာတော့ခဏအုပ်ချုပ်လို့ရပေမဲ့ စကလာတစ်ခုမှာ MND လို့ပဲလာရှုပ်ကိုပြန်ပေးရနိုင်တဲ့အခြေအနေဖြစ်လာနိုင်ပါတယ်။ဒါကြောင့်မို့ပြည်တော်စုကိုမျက်နှာမူကြပါဗမာတပ်တွေကလည်းညီညီညွတ်ညွတ်နဲ့တိုင်းသားအီယာအိုတွေနဲ့ပေါင်းဆက်နိုင်ရေးကိုကြိုးစားပါဗမာတပ်တွေညီရင်တော်လိုင်းရေးဟာမနှက်ဖြန်လေးပြီးသွားမယ်။ညီညွတ်မှာအကြောက်ဆုံးဖြစ်တယ်လို့ညီညွတ်ရေးကမင်းအောင်လိုင်းတက်စေကားကြီးတလက်ဖြစ်တယ်ဆိုတာသဘောပေါက်ရင်ဖြစ်မင်းအောင်လိုင်းကိုနိုင်ကျင်ရင် 谁啊？那信我？名片、皮毛、金银、牛肉嘛？谁肉嘛？昨天真正的带过一回嘛？单独一面十十嘛？单独一面十十嘛？我讲这新年呢，我讲派出所的阿达妈那里票嘛？啊，所有老金岁的票比名片业务员都大的，突然间他妈给杜标母见见那一片，突然间也不那片来比到了，安徽故乡呢？ နံပါတ်1ကဗမာတပ်တွေစူးစီးကတိုင်းရိုက်အောင်မျိုးနဲ့ပေါက်ဆက်တဲ့အထူရင်ထိုးစစ်ကိုအပြောမှုပဲအလုံးနဲ့ပြမှုအချိန်ကြများကောင်းလက်နက်ကြီးတပ်တွေရန်ရာတပ်တွေတီထောင်ကြတော့လိုအပ်နေလို့ပြောတာဖြစ်ပါ လက်နက်ကြီးပြုတ်မှုရှိပေမျိုးတိမ့်တဲ့အခါကြာဆုံးတိမ်ဆုံးမှုအင်မတန်များပြားတယ်။ဒီကိရှာများတယ်။လက်နက်ကြီးပြစ်ကူဖြစ်နိုင်ဖို့အန်ယူဂျီနဲ့အခြားသောအင်အားစုတွေကလည်းပံ့ပိုးကူညီပေးပါ။မြေပြင်မှာပြစ်အားနဲ့ကာအားမရှိလို့မတိမ့်ရတဲ့မျိုးသုံးမျိုးဒီနေ့ရှိနေပါတယ်။တကယ်တမ်းကြီးတကယ်သာပံ့ပိုးအဝေးရ မနှက်ပြန်လည်းဖြစ်နိုင်ပါတယ်။ထိုးစစ်ကြီးကိုမျောနေရပြီမလား။အောင်ဝဲဖို့လိုချင်နေပြီမလား။ဝန်တာကျင်းတဲ့အာရကခုံကအောင်တပြင်းနဲ့ကြိုကျကြပြီမလား။အဲ့ဒါရီအားလုံးရဲ့စုံရဟာညင်ညူကြီးဖြစ်ပါတယ်။ဒီလူလူကကျွန်တော်ဗီဒီယိုကိုကြည့်တယ်ရဲဘော်မိတ်ဆွေတွေအပါဝင်အားလုံးသောပြည်သူလူလူက ဗမာတပ်တွေညီညွတ်ကြတိုင်းသားတပ်တွေနဲ့ပေါင်းဆက်ကြဆိုတဲ့တိုက်တွန်းစကားကိုနေရာလက်မကျန်ပြောဆိုတိုက်တွန်းပြီးလူလူရဲ့တကိုးကိုအာဏာကိုအတုံးချပါလို့လေးလေးစားစားပြောကြရင်ဒီညတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါ